အားလုံးဝင်မင်္ဂလာပါခင်ဗျာမျိုးဒီအားလုံးကျောင်းမှာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့တွေးဝမ်းသွားတဲ့သူတွေနောက်ပြီးတော့ကျွန်တော်လက်ကောင်းအတွင်းလက်အပြင်လက်ချောက်ကျွန်တော်တို့တွေးတွေခဏခဏကြတဲ့သူတွေအတွက်အတွေးသွားတာဗောနော်လက်ကောင်းချောက်ကျွန်တော်တို့တွေးခဏခဏခိုးစားဖြစ်တဲ့သူတွေအတွက်အဲတကယ်ဥမကောင်းတဲ့အစိမ်းကြီးလေးမို့လို့အစေတနာမြတ်တာဖြစ်လာရောက်မြောက်ဝေးခြင်းဖြစ်ပါတယ်ခင်ဗျာနောက်လက်ကောင်းချောက်ကျွန်တော်တို့တွေးတွေးသွားတွေးအဲကျွန်တော်နောက်ဖေးသွားရင်တွေးခဏခဏ အဲဒါလည်းဟောဟောနော်ဖြစ်တဲ့သူတွေအဲကျွန်တော်တွေးဝန်းသွားတဲ့သူတွေအတွက်အမတန်မှကောင်းတဲ့အစင်းလေးပါဗောနော်လေကောင်းသမားကြီးတို့လည်းတကယ်မှတက်တာပြောက်ခင်းပါတယ်ဗောနော်လှုပ်ကြည့်ပါဗောနော်အဲကိုလုံးမကိုပြောက်မှာဗောနော်ကျွန်တော်စင်းလေးရတော့အများကြီးရှိတယ်ဒါပေမဲ့အဲကိုယ့်ရဲ့ကုသိုလ်ကံကြောင့်အဲကျွန်တော်မပြောက်တဲ့စင်းလေးလည်းအများကြီးရှိသူကိုယ့်ရဲ့အဲကုသိုလ်ကံကြောင့်လည်းကျွန်တော်တို့အနာနဲ့စင်းနဲ့တွေ့ပြီးတော့အပြောက်သွားတဲ့သူတွေအများကြီးရှိရပါတော့ကျွန်တော်စင်းမီတို့စင်းမီတို့ဆိုတာအထင်တော့မသိလိုက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဆေးရုံဘယ်ဆေးကမ်းဖြစ်ဖြစ်ကျွန်တော်တို့ကဝိနာကန်တာမကုံခန်းတည်းရရတော့ဘလို့ဆေးမျိုးနဲ့မှကျွန်တော်တို့ကအဲတက်တာပြောက်ပြီးမှမဟုတ်ကိုယ့်ရဲ့ဝိနာကန်တာကုံတဲ့တည်းရတော့အဲကျွန်တော်ဆေးမိတို့လေးနဲ့တက်တာပြောက်ပြင်းနေတယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ပြောပြချင်ပါတယ်ဗောနော်ကဲကျွန်တော်ပြောပြပြီးမှမယ်အဲသူဝင်သွားတဲ့သူတွေလေးကောင်းသမားတွေဗောနော်နောက်ပြီးတော့အဲလေးကောင်းကြောက်ကျွန်တော်တွေးယူတဲ့သူတွေတော့ကျက်တုံနီကျက်တုံနီကိုကျက်တုံနီကိုကျွန်တော်ခွန်ခွာပြီးကျက်တုံနီရဲ့အရေးကို တက်သွင်းနေရဲ့အရေးကိုเนาะကျွန်တော်တို့ကထမင်းစားဆုံးနဲ့နှစ်ဆုံးလောက်ရအောင်ကျွန်တော်တို့ညှိယူမယ်ထမင်းစားဆုံးနဲ့တက်သွင်းနေနှစ်ဆုံးရပြီဆိုရင်တကြားလက်ဖက်စားဆုံးနဲ့တဆုံးကျွန်တော်ထည့်ပါထည့်ပြီးတော့မှွေပါမှွေပြီးသားကြီးဆိုတာနဲ့ကျွန်တော်တို့မနှက်ပဲတတ်တော့ညနေပဲတတ်တော့နေ့လည်ပဲတတ်တော့အဲတောက်လို့ရပါတယ်ထမင်းစားပြီး7မိနစ်15မိနစ်လောက်ရှားပြီးတော့မှတောက်ပေးပါ တကယ်ဦးမကောင်းပါတယ်တကယ်ဦးမလည်းတက်တာပြောက်ခွင့်ပါတယ်ဆိုတဲ့အကြောင်းအဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်နော်ကျွန်တော်တို့လေကောင်းကြောက်သွေးဝင်သွားတဲ့သူတွေလေကောင်းဖြစ်တဲ့သူတွေအတွင်းလေးအပြင်လေးဖြစ်တဲ့သူတွေနောက်တစ်ခုကအဲကျွန်တော်သွေးခဏခဏနော်ကျွန်တော်အင်နာနောက်ပြီးသွားပြီးဆိုတော့ဖြစ်နေတဲ့သူတွေအတွက်တကယ်ဦးမကောင်းတဲ့အစင်းနီလန်းလေးပါနော်ကျွန်တော်တို့စက်သွန်နေကိုသူ့ရဲ့အရေးကိုထမင်းစားစုံနဲ့နှစ်ဆုံးလုံးရောက်အောင်ကျွန်တော်ညှစ်ထုတ်ပါ အညှစ်ထုတ်ပြီးွားရေးဆိုတာ ਨੇ တခြားလက်ဖက်စားစုံတစ်စုံကျွန်တော်တို့ထည့်ပါထည့်ပြီးတော့ကျွန်တော်မှု့ပါမှု့ပြီးတော့ကျွန်တော်တို့အဲ့ဒါကိုအထမင်းစားပြီး7 minute 15 minute လောက်ချားပြီးတော့တနည်းကိုတစ်ချိန်ပေါ့နော်ပုံမှန်လေးတောက်ပေးမယ်ဆိုရင်တော့ကျွန်တော်တကယ်မှတတ်တာပြောက်ပေးပါတယ်ပေါ့နော်3-5ရက်လောက် ဆက်ပြီးတော့အတော့ပေးမယ်ဆိုတော့တကယ်ဥမာကောင်းပါတယ်ဗောနော်အဲ့လောက်ကြည့်ပါနော်ကျွန်တော်ကပျောက်စီခြင်းနဲ့စေတနာမေတ္တာဖြင့်လာရောက်မြှောက်ဝေပေးခြင်းဖြစ်ပါတယ်ဗောနော်အမျိုးဒီအားလုံးပဲတက်တာပျောက်ခြင်းပါစီလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗောနော်အကျွန်တော်ရဲ့နောက်လာမယ့် view တွေမှာလည်းကျွန်တော်ဘလို့ဆွေးဆောင်ကောင်းများဟုတ်အမျိုးဒီစီကိုယူဆောင်လာပေးအောင်မလဲဆိုတော့လည်းကျွန်တော်ရဲ့ view လေးကိုဆောင်မြောက်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်အမျိုးဒီအားလုံးပဲကျမ်းမှချမ်းသာပါစီ အနာမျိုးကိုတဲ့6ပါယောဂကင်းဝေးပါစေကက်ကြီး၃ပါးမှလည်းကျော်လွှားနိုင်ပါစေလို့ဒီနေ့လေးကျွန်တော်ထပ်ယူဆုတောင်းပေးပါရစေအနာမျိုးကိုတဲ့6ပါယောဂကိုခံစားနေရတဲ့ဝိညာဉ်ရှင်မျိုးတွေအားလုံးเนาะအမြန်ဆုံးတက်တာပြောက်ခင်းပါစေအနာနဲ့ဆင်းနဲ့တွေ့ပါစေကိုချင်းခင်ရတဲ့မိသားစုနဲ့အတူအသက်တရာနဲ့မကအသက်နေရတဲ့အေဂျင့်ပြောရှင်တို့ဝါကီလန်ကိုဖျောက်ဖြူငင်းချမ်းအေဂျင့်စွာဖျက်တမ်းနိုင်ပါသည်လို့ကျွန်တော်ဆုတောင်းပေးပါရစေခင်ဗျာ